ရှမ်းမြောင်လာရှုပ်မြို့ရင်းကိုဒီနေ့ဧပြီ16ရက်နေ့မှာစစ်ကောင်စီတပ်သားတွေနဲ့လောက်ခံဥချုပ်ရေးဖွဲ့တွေစတင်ဝင်ရောက်လာပြီးဖြစ်တယ်လို့ဒေသခံတွေထံကသိရပါဗျ။ကိုကန်တက် MNDA နဲ့စစ်ကောင်စီတို့ညှိနှိုင်းသဘောတူညီချက်အရစစ်ကောင်စီဥချုပ်ရေးဖွဲ့တွေလာရှုပ်မြို့ရင်းဝင်ရောက်လာပြီးနောက် MNDA တပ်တွေမြို့ပြင်မှာတက်ဆွဲထားမှုတွေရှိတယ်လို့သိရပါဗျ။စစ်ကောင်စီတက်ချို့ဒီမနက်ကမြို့ရဲဝင်လာပြီးတက်ဆွဲထားတယ် မနေ့ကလေးကနိုင်ငံရေးအကျဉ်းသားတွေနဲ့ဝန်ထမ်းချုပ်မျိုးရဲကထွက်သွားကြပြီးမြို့ကိုစစ်တပ်စီပြန်လွယ်ပေးမယ်ဆိုတာသိနေပေမဲ့ဘယ်နည်းဖလို့ပေးမယ်ဆိုတာမြို့ပန်တွေနေနဲ့တိချာမသိရဘူးစစ်တပ်ကဒီနေ့ဝင်လာပြီလို့လာရှိုးမြို့နေမြို့သားတူက ARD Times ကိုပြောပါရယ်လာရှိုးမြို့ပြင် ရက်ွက်၁၂ခုရဲ့အပြင်ဘက်မဲဟန်မြို့ရှောင်းတန်းစုံမူဆေဘက်အထွက် AT တံတားရုံမှာမြို့ပန်နဲ့အနက်တက်ဆွဲနေရာယူထားတယ်လို့စီးရီးသတင်းရှင်းမြစ်ထံကသိရပါရယ် အဖူလာမဲဧပြီ23ရက်နေ့မတိုင်ခင် MNDA တပ်တွေမြို့ရင်းကစုခွာပြီးနောက်လာရှုမြို့တွင်ရှိနိုင်ငံရေးအကျဉ်းသားတွေနဲ့ CDM ဝန်ထမ်းတွေမြို့ရင်းကထွက်ခွာသွားကြတယ်လို့သိရပါဗျ။ MNDA နဲ့စစ်ကောင်စီကြားမှာတရုတ်ရဲ့ဝင်ရောက်ညှိနှိုင်းမှုကြောင့် MNDA ကလာရှုမြို့ကိုစစ်ကောင်စီထံပြန်ပေးလိုက်ရပေမဲ့လည်းဘလို့ရှင်းဆက်မဲဆိုတာကိုဒေသခံတွေကို ထုတ်ပြန်ကြေညာခြင်းမရှိဘူးလို့လာရှုဒေသခံတူကဆိုပါတယ်။ MNDA တပ်တွေဟာနာရှုမျိုးကထွက်ခွာပြီးမျိုးပြင်ကျေးရွာတွေမှာတက်ဆွဲနေထိုင်မှုကြောင့်ဒေသခံတွေနဲ့ပြည်ပခဖြစ်ပွားနေပြီးစစ်ကောင်စီနဲ့နှစ်ဖက်အပြစ်ခတ်ရစဲရေးအတွက်နာရှုမျိုးမှာ MNDA ရဲ့ညှိနှိုင်းယုံထားရှိသွားမယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။